จาပြီးရုပ်ရုပ်ရှင်ရုံမတင်တာဆိုရင်ဟို2000တကယ်တကယ်ဆိုရင်2010တည်းကလုံးမလုံးပဲနဲ့ကိုနေ2019ကျမှပြန်လိုက်တာဆိုတော့ဈာထဲမှာကို90နေလောက်မလုံးဖြစ်တော့ဘူးအဲ့လိုဂျိုးကြားဂျိုးကြားပဲလုံးဖြစ်တယ်တေချာကြီးအဲ့လိုမျိုးဟိုကို့အတွက်နေရာရတဲ့ကားဒါပထမဆုံးပြန်ရိုက်ပြန်ရိုက်တဲ့ဟိုကမ်ဟိုကမ်ဘတ်လို့ပြောလို့ရတာပေါ့တရားတတရားအမမရိုက်တော့ဘူးဆိုပြီးလှုပ်ထားတာ तू ကအဲ့လိုအဲ့လိုပြန်ယူလှုပ်ခိုင်းတာလည်းပါတာပေါ့အဲ့ဒါကြောင့်လည်းပါတယ်သူသူတို့ကတော့ဟိုကျွဲကူရေးပါတာပဲလေနော်သူသွားရင်တော့သူသူ ါလာမှာပဲဘောသူအမြဲအလေးထုံဖြစ်နေပြီဟုတ်အဲ့ဒီအဲ့သူနားလဲပြန်လာရင်သူကဒီလိုပဲပြန်လုံးတက်မှာပဲအဲဇက်ကကိုကနေကိုတည်းကဝိထုပတ်တာဝါသနာပါတော့လေဇက်ကူရလာပြီဆိုရင် ဖတ်အရင်ဖတ်ကြည့်ရဲနောက်ပြီးတော့ तू ကအဲ့လိုပေါ့စက်တွေပိုင်းဆိုလဲ तू ကပြော့ပြရဲအဲ့လိုပေါ့ तू မှမရောင်းရမပေးရသေးခင်အဲကိုယ်တိုင်တိုက်ကမလုပ်ရသေးခင်မှာ तू ကအဲ့လိုစက်ရှိရဲပြော့ပြရဲကိုယ်လည်းအဲ့လိုဝါသနာပါတယ်အဲ့လို तू မဲအမြဲပြောပြတော့လေအဲ့လိုဆိုတော့ဟိုဇက်တစ်ခုကိုမြင်လိုက်တာ ਨੇ ဘယ်နေကဘယ်လိုလုပ်လို့ရတယ်ဆိုတာသိတော့လေအဲ့လိုမျိုးလဲကိုကယူသွတ်တယ်ဟိုကာချောက်ရခန်းနေတယ်ဒါပေမဲ့လုတ်ွက်ရတယ်ဆိုလုတ်ချင်တယ်အဲ့လိုပြီးတော့တိတိမိမိပေါ့နော်အဲ့လိုမျိုးကြာပြီးရုပ်ရှင်ရုံမတင်တာဆိုရင် ဟို2000တကယ်တကယ်ဆိုရင်2010တည်းကလုံးမလုံးပဲနဲ့ကိုနှစ်2019ကျမှပြန်လိုက်တာဆိုဈာထဲမှာကိုနှစ်10လောက်မလုံးဖြစ်တော့ဘူးအဲ့လိုဂျိုကြားဂျိုကြားပဲလုံးဖြစ်တယ်တေချာကြီးအဲ့လိုမျိုးဟိုကို့အတွက်နေရာရတဲ့ကားဒါပထမဆုံးပြန်ရိုက်ပြန်ရိုက်တဲ့ဟိုကမ်ဟိုကမ်ဘတ်လို့ပြောလို့ရတာပေါ့တရားတက်တရားအမမရိုက်တော့ဘူးဆိုပြီးလောက်ထားတာ तू ကအဲ့လိုအဲ့လိုပြန်ယူလောက်ခိုင်းတာလည်းပါတာပေါ့အဲ့ဒါကြောင့်လည်းပါတယ် သူကသူကလုံးချင်ပါလေလုံးချင်ပါလေဆိုပေမဲ့လည်းဟိုနော်သူဘောကမှသူရှိတဲ့အခြေအနေတွေမှာနေရာယူထားတဲ့ပုံစံအကြတော့အဲ့အဲ့အခြေအနေအားနေတော့တော့ပေါ့နော်နေတော့တော့တကယ်တော့သူ့ရဲ့သူ့ချိန်လုံးငယ်လေး16နှစ်သမီးများသူစပြီးအလုပ်လုပ်လာတဲ့ပုံစံလေးအကုန်လုံးကရုပ်ရှင်မှာပဲလုပ်လို့လာဆိုတော့ဒီချိန်မှာသူ့အတွက်အဲ့နေရာယူမှုပုံစံနေသွားလို့ကျင်းသွားလို့ဒါသူဒီလုပ်ကိုသူကဟိုသွားပြီးထိဖို့သူမလုပ်တော့မလုပ်ချင်တော့ဘူးဆိုတော့ကျွန်တော်အဲ့နေရာကိုပြန်ချက်ပြီးတော့ ဘာလို့ तू ရဲ့ तू ကဘာသာရှိတဲ့သူတွေလေနောက်ပြ तू ကတကယ်လည်းရည်တည်နိုင်ခဲ့တဲ့သူတွေဆိုတော့ကျွန်တော်ပြန်လို့စေချင်တာပေါ့နော်ဘာလို့ကျန်တဲ့နယ်ပယ်ဒီမှာ तू မကြွအောင်လေတချို့မှာဟာတချို့ဟာမှာ तू ကိုကျွန်တော်ခေါ်ပါတော့ကျွန်တော်တဲ့သူတွေကြောင့်အများကြီးစကားပြောနေကြဆိုတော့ဟိုဘာလို့ကျွန်တော်ဘလိုပုံစံတိုးချင်နေပြီဆိုတော့ဟိုဘာလို့သူလည်းသိပြီးသားပါဒါပေမဲ့ तू သူ့ရဲ့ဒီ pro ဖြစ်နေတဲ့သူရဲ့ဒီ acting လုပ်တဲ့ဆိုတဲ့ scale ဒီမှာတော့ကျွန်တော်သွားပြီးတော့ဝင်ပြီးအဆောက်အအုံဟိုတော့အဲ့လိုမျိုးပြောနေသူတော့မဟုတ်ဘူး အတူတည်ပြီးသားသူရင့်ကျက်ပြီးသားသူကလုံးတက်ပြီးသားဆိုတော့လေဒါသူနဲ့ driver ရားထဲမှာရှိတဲ့ဟိုအခန်းကဏ္ဍကြီးဆိုတော့သူတို့ကသူတို့ပဲပြောပစီပေါ့ကျွန်တော်တို့သူလုံးနိုင်နေဆိုရယ်ဆက်ရုပ်ဘာညာကြီးဟိုရွေးချယ်တာတို့ပြင်ဆင်တာတို့ကျွန်တော်လုပ်ပြရအောင်နော်ကျွန်တော်တို့ agent တို့စကားပြောတာတို့ဟိုမှာပြင်ဆင်တာတို့ကတော့ driver ရဲ့ authority ပုံမှာပဲသူရှိရမှာပေါ့အဲအဲ့တိုင်းပဲကျွန်တော်ပြေးရှိပါသူသူတို့ကတော့ဟိုကျွဲကူရေးပါတာပဲလေနော်သူသွားရင်တော့နော်သူသူပါလာမှာပေါ့သူတို့အများအလေးထုံဖြစ်နေပြီဟုတ် အဒီသူနားလဲပြန်လာရင်သူကဒီလိုပဲပြန်လုပ်တတ်မှာပဲလေအဲဇက်ကကိုကနေကိုတည်းကဝိထုပတ်တာဝါသနာပါတော့လေဇက်ကူရလာပြီဆိုရင် ဖက်အရင်ဖက်ကြည့်ရဲနောက်ပြီးတော့ तू ကအဲ့လိုပေါ့စက်တီပိုင်းဆိုလဲ तू ကပြော့ပြရဲအဲ့လိုပေါ့ तू မှမရောင်းရမပေးရသေးခင်အဲကိုယ်တိုင်တိုက်ကမလုပ်ပါသေးခင်မှာ तू ကအဲ့လိုဆက်ရှိရဲပြော့ပြရဲကိုယ်လည်းအဲ့လိုဝါသနာပါတယ်အဲ့လို तू မဲအမြဲပြောပြတော့လေအဲ့လိုဆိုတော့ဟိုဇက်တခုမြင်လိုက်တာ ਨੇ ဘယ်နေကဘယ်လိုလုံးလို့ရတယ်ဆိုတာသိတော့လေအဲ့လိုမျိုးလဲကိုကယူသွတ်တယ်ဟိုကာချောက်ရခန်းနေတယ်ဒါပေမဲ့လုတ်ွက်ရတယ်ဆိုလုတ်ချင်တယ်အဲ့လိုပေါ့ပြီးတော့တိတိမိမိပေါ့နော်အဲ့လိုမျိုးသူတရားတော့တကားလုံးတော့တောက်လျှောက်ကတော့လုတ်ပါတယ်ဟိုပင်လဲပင်မှန်တယ်ဒါပေမဲ့ကိုကကိုလည်းကျင့်တတ်မှုရှိတယ်ပြီးတော့ ကားလုံးရဲ့အတ္တတွေကိုလည်းအရန်သဘောကျတယ်သူညာနဲ့သူအကုန်လုံးကောင်းရတယ်အဲ့လိုမျိုးမဟုတ်သူဟိုဒီလိုဒါကသူသူ့ရဲ့အကျိုးပေးနဲ့ဒီဇက်နဲ့သူနဲ့တိုက်ဆိုင်မှုပုံမှန်လည်းမူတည်ရပါတော့နော်အဲကျွန်တော်ကတော့ပြင်ပေးတယ်ဆိုတဲ့အချိန်ဒီမှာလည်းကျွန်တော် ကျွန်တော်ဟောမှုကျွန်တော်အဲ့လိုမျိုးလုပ်တာမျိုးတော့မဟုတ်ဘူးเออเอ่อ damage ဒီဒီမှာသူလုံးလို့ရရဲ့ဆိုတဲ့အခြေအနေကိုကျွန်တော်ကိုစီရိုးပေါ့လေပြောကြည့်တာပေါ့နော်ပြောကြည့်တော့သူကလည်း okay ပေါ့ okay ဆိုတော့လည်းအဲ့လိုပေါ့ဟိုပြင်ဆင်ကြတာပေါ့နော်ဟိုမျိုးတွေတော့ကျွန်တော်ကအမြဲတမ်းသူ့ကိုဒီ ဟိုကျွန်တော်ရိုက်နေတဲ့ကားကြီးတိုင်းမှာကျွန်တော်ဂျိုးမလို့ဆိုတော့ရွေးချက်တွေလည်းအဲ့လိုမျိုးမဟုတ်ဘူးနောက်ပိုင်းတဲ့ကားဆိုတကားဆိုတကားတကားနဲ့ခါမဲ့ပါတော့ဘူးသုံးသိမ့်မဲ့ပါတယ်သူသိမ့်ဆိုသုံးသိမ့်မဲ့ပါလား အဲ့ကောင်ဆိုမင်းသားတွေမှာတကယ်အများကြီးဒါပေမဲ့ကျိုးသုံးစင်းနဲ့ရိုက်တာလားဘာလို့လဲဆိုတော့အဲ့လိုမျိုးဟိုအကိုပါမှမကိုကမဟုတ်ဘူးခါကျရင်ကိုနဲ့မလိုက်ဘူးကိုကိုမပါလို့ရတယ်ဆိုလည်းမပါဘူးအဲ့ဒီလိုက်မှပဲကိုတကယ်လုံနိုင်တဲ့စက်ရုပ်လည်းဖြစ်မယ်ကိုအသက်ရွယ်နဲ့အနေထားနဲ့လိုက်တဲ့အမျိုးပေါ့အခုချိန်မှာ16နှစ်ကလေးအကြောင်းလူလည်းသွားလို့လို့မရအဲ့လိုမျိုးလည်းမလုပ်ချင်ဘူးအဲ့လိုမျိုးဆိုတော့ဒါကလည်းတကယ်လိုက်တဲ့နေရာပြီးတော့ကိုစတီနဲ့လည်းအဲ့လိုစကားပြောတဲ့ခါမှာသူကလည်းဟိုဒီနေရာကိုလုပေးနိုင်တယ်ကျိုးကျိုးအမကမကျိုးနဲ့လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးကြောင့်လည်းရိုက်ဖြစ်တာအဲ့လိုအဲ့လို တချို့ဒီရွယ်လေးနဲ့အမိကလုပ်ချင်တာလို့ရှိမှာနော်အဲ့ပေါ်မှာအဲ့ဒါကတော့ဒါတယောက်နဲ့တောင်ခံယူရခြင်းမဆိုင်ဘူးနော်ကိုကတော့ဘယ်လိုပဲဖြစ်ဖြစ်အာကိုကဟိုပါပေါ့အသက်40အရွယ်အမိကအသက်20ကလေးကိုမွေးနိုင်တယ်လေအဲ့လိုဆိုတော့ကိုအသက်ရွယ်နဲ့အခုပေါ်တဲ့ကလေးရင်းနဲ့ဆိုရင်အမိလုံလို့ရတယ်လေအဲ့ဒါကြောင့်လည်းအမိနေရာကိုလာငှားကြတာပေါ့အဲ့ဒါကြောင့်လည်းအမိလုံဖြစ်တာပြီးတော့အမိဆိုတဲ့အမှန်တကယ်ပြောရင်ပပလေးကအမိမလုံချင်ဘူးတကယ်လောက်ရတဲ့အမိမျိုးပေါ့နော်အဲ့လိုမျိုးလာငှားရလဲအဲ့လိုမျိုးလို့များပါတယ်တော်ပြင်ရငှားလို့ရှင်လဲလေ ဟုတ်အဟိုတူဆောင်အစီပြေဆိုတော့ပြေပါတယ်ဘာလို့ဆိုတော့သူကဟိုမိတ်ကက်နဲ့ဟိုသူကရှင်းစွဲရုပ်ကိုချတာပေါ့နော်မိတ်ကက်နဲ့ချနောက်ပြီးအသားရေပြောင်းရတယ်အဲမျက်နှာကိုဆိုလဲအလိုပေါ့ဟိုလေလောင်ထားတဲ့အသားရေမျိုးကြီးဖြစ်အောင်လုပ်တယ်ဆိုတော့အလူကပြီးတော့သပင်းဖြူလိုက်လို့ရှိရင်ရုပ်ကရင့်အောင်လုပ်လို့ရတယ်အဲ့လိုအဲ့လိုမျိုးနဲ့နောက်စိတ်ကစကိုသားလိုသဘောထားလိုက်ပြီးတော့ဆက်ဆံတဲ့ကဝါဆက်ဆံပြီးတော့အဲ့လိုမျိုးဟိုအိုက်တင်လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ ကွာတကယ်လည်းသမီးလေးတောင်မွေးထားတဲ့အမေဆိုတော့အဲ့လိုမျိုးသဘောထားပြီးတော့ဆက်ဆံလို့ပြီးတော့အိုက်တင်လုံးလို့ရတယ်အဲ့လိုမျိုးလေဟော2025တော့အဲ့ပထမဆုံးဂျုံတင်မှာသူတော်တစေပေါ့သူတော်တစေကလည်းအဲ့လိုအပြူကြီးပေါ့အပြူကြီးကာရိုက်တာနဲ့အဲ့ဒါတော့ဟိုထွန်းထွန်းနဲ့တွဲထားတယ်အိမ်ဆုံးမဲ့ထွန်းထွန်းနဲ့ထွန်းထွန်းနဲ့တွဲထားတယ်အဲ့ကားလေးဆိုလဲသူတော်တစေဆိုလဲဥပ္ပိုးမင်းနဲ့ခေါင်းကြီးရဲ့အတွဲရေးထားတဲ့ဒီဟိုပါပေါ့တွဲထားတဲ့ဒီတရေကားဆိုတော့ထူးကြမယ်ကျင်နေပြီးတော့မောက်တိုက်ကပထမဆုံးဂျုံတင်ရမယ်ကားဆိုတော့ရှင်လဲရေခုံနဲ့ပြိတ်တော့လဲလာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ် လာကြည့်စေနော်ဟောဒီဘာလို့ဒီတို့ဆက်နေနေဟောဟောကြမ်းတယ်ဒီမှာကျွန်တော်တို့လောကကန်ရတာပြန်ခတ်တယ်ခတ်ပြီးတော့လေဟိုဘယ်လိုမှမဟုတ်ခက်ခဲကြတယ်ခက်ခဲတို့လောကတယ်တို့လောကတော့ဒီတို့ကြကြာကြာကြာကြီးကိုတို့လောကအချိန်ချင်းပြင်ရတယ်အချိန်ချင်းအဲ့လိုပေါ့နော်ဟိုစင်စာမူဝါဒနဲ့လည်းကန့်ကြီးအောင်ကျွန်တော်အများကြီးကြိုးစားရတယ်ပေါ့လေဒါဆိုတော့ဟိုကောက်ကောင်းမယ်နောက်ပြီးတော့သဘောကျမယ်လို့ထင်ပါတယ်ဦးမင်းမင်းဆိုတော့တည့်ရမှာသူ့လက်ကလည်းလက်ရင်ပြီးသားဆို